ားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်တော့တန့်စင်ရဲ့ပြိုင်ဘက်ဖြစ်လာမယ်လို့ထင်ထားခဲ့တဲ့ပက်စုကန်ဘစ်ကပွဲရသွားပြီဒီတော့တန့်စင်ရဲ့ပြိုင်ဘက်ဟာပက်စုကန်ဘစ်မဟုတ်တော့ပါဘူးတန့်စင်ဟာနောက်ထပ်ဖိုက်တာအသစ်တစ်ယောက်နဲ့ထိုးရမယ်နေတာဖြစ်သွားပြီခင်ဗျာလွန်ခဲ့တဲ့သတင်းပတ်တွင်းကပက်စုကန်ဘစ်ကနေစကားတခုပြောလာတယ်သူဟာဇွန်လအတွင်းမှာပွဲရထားပြီဆိုတော့ကျွန်တော်တို့ကရှေ့မှာတန့်စင်ဖြစ်ဖြစ်ခဲ့တဲ့ဒါပွဲကိုပြန်ပြီးတော့ကြည့်တယ်ပေါ့လေသူနဲ့ ဒါတိုက်ဆော့ကျော် PX နဲ့ကိုပွဲတယ်ပြီးတော့ငါတန့်စင်သည်ဦးတက်ပောက်ခဲ့တယ်ပောက်တော့သူဆေးုံတက်ရတယ်ဒါပေမဲ့ဝမ်ကတိုက်ဆော့ကျော် PX ကိုပွဲမပေးဘဲနဲ့ထားထားတယ်တန့်စင်ကျမ်းမာရေးကောင်းတဲ့အချိန်မှာတိုက်ဆော့ကျော် PX နဲ့တန့်စင်နဲ့ကိုပြန်ထိုးခိုင်းခဲ့တယ်အဲ့တော့ပက်စုကန်ဘစ်ကဇွန်လဆိုတော့ကျွန်တော်တို့ကတန့်စင်ရဲ့မျက်လုံးတက်တာလာမှာလဲဇွန်လရဲ့နောက်ဆုံးပတ်ဆိုတော့အဲ့လောက်မှာသူတို့နှစ်ယောက်ကိုဒုကောင်ပွဲဖြစ်ပြန်တယ်ပေးမလားလို့ထင်မှတ်ထားခဲ့ကြတာပေါ့လေအခုတော့အဲ့လိုမဟုတ်တော့ပါဘူးဘက်စုကန်ဘစ်ကို ဝမ်းကပွဲပေးလိုက်ပါပြီ။ပက်စုကမေပြောထားတဲ့အတိုင်းပဲဇွန်လထဲမှာသူကပွဲရသွားခဲ့ပါတယ်။ဇွန်လ6ရက်နေ့မှာကျင်းပမဲ့1 Friday Fights 111ဒီပြိုင်ပွဲကြီးမှာပက်စုကမေရဲ့ပွဲစဉ်ပါဝင်လာမှာပါ။ပက်စုကမေကိုဆယ်ဘူဘီဒက်ဆိုတဲ့ဖိုက်တာနဲ့ပြေးတွေ့လိုက်ပါတယ်ခင်ဗျ။ဒါကြောင့်တန့်စင်ဟာလက်ရှိမှာမျိုးလုံးဝင်တာတတ်တာတယ်။လက်ချင်းရည်တွေစင်းနေတာမှန်ပေမဲ့သူ့အနေနဲ့ပြိုင်ဘက်ပြောင်းပြီးတော့ထိုးရမယ်နေတာဖြစ်သွားခဲ့ပြီခင်ဗျ။ဒီတော့တန့်စင်ရဲ့ပြိုင်ဘက်ဟာ ဘသူဖြစ်လာမလဲဘက်စုကန်ဘင်းနဲ့ပွဲတဲပေးတော့ကလို့တန့်စင်ကိုဒုကောင်ပွဲပေးပါအောင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါတန့်စင်ကတော့လက်ရှိမှာမျက်လုံးရဲ့ sport တွေတက်တာသွားပြီးအပေါ်စားလေ့ကျင့်ရေးတွေစပီးလှုပ်ဆောင်နေပြီအပေါ်စားဆိုတာတော့တချို့ပြိုင်သက်တွေကဟိုဝေဝါဖြစ်တဲ့တော့ရှင်းလင်းဖြစ်အောင် light training လို့ပဲကျွန်တော်ပြောလိုက်ပါမယ် light light training ကိုသူစပြီးတော့ဆင်းနေပါပြီအဲ့တော့အဲ့ဒီ light training နဲ့ပြီးရင်တော့သူကပြိုင်ပွဲအတွက်စတင်ပြီးတော့လေ့ကျင့်တော့မှာပါ တန့်စဉ်ရရှိထားတဲ့မျက်လုံးအခြေအနေကတလားနဲ့တလားကွဲလောက်ကုသလိုက်ရင်တက်တာသွားတယ်ဆိုတော့တန့်စဉ်ရဲ့ပွဲဟာလည်းဇွန်လထဲမှာဖြစ်လာနိုင်မလားဒါမှမဟုတ်ဇူလိုင်လထဲမှာဖြစ်လာနိုင်မလားဆိုတာကျွန်တော်စောင့်ကြည့်ရအောင်ဖြစ်ပါတယ်ခင်ဗျတန့်စဉ်ရဲ့မျက်လုံးအခြေအနေစိတ်ချရတယ်ဆိုတာကိုဆရာဝန်တွေဘက်ကထောက်ခံကြရရင်ဝမ်းစီကိုတင်ပြဝမ်းဘက်ကဆရာဝန်တွေကလည်းစစ်ဆေးပြီးလို့ဒါကပွဲထိုးလို့ရပြီဆိုတာနဲ့ဝမ်းဟာတန့်စဉ်ကိုအမြန်ဆုံးပဲပွဲပေးလိမ့်မယ်လို့ကျွန်တော်ဥဆိုင်ပါတယ်အခုတန့်စဉ်ရဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ပက်စုကန်ဘက်က ပွဲရသွားခဲ့ဖြစ်လို့တန့်စင်ဟာတကယ်ပွဲထိုးရတဲ့ချိန်မှာဘယ်ပြိုင်ဘက်နဲ့တွေ့မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါ်တော့မှာပဲဖြစ်ပါရခင်ဗျာတ िश ူအပိပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ